ကိုမြင့်မြတ်ကွာလူတွေကဇက်လိုက်ကွာအခုမှဟာတာကားကြီးအဲမာရိုက်မှဘယ်လိုခေါ်မလဲလူငယ်ပေါ့နော်ကျွန်တော်တို့ထငယ်ကလေးဆိုရင်မြင်ဘူးကတကယ်တော့ကျွန်တော်စကြည့်တော့ကိုမြင့်မြတ်ကို drama နဲ့စတီးရတာလေစတီးရဆိုတော့ကျွန်တော်တို့ကမထူးသမ်းပါဘူးဒါပေမဲ့ဟိုဒီလိုဒီဒီနေရာမှာဇက်လိုက်လို့ရရန်ကောင်းမှာဆိုတာတည်ရအဲ့တော့အဟိုဒါပေမဲ့ဒီပုံပေါ်ခွင့်ရတဲ့အတွက်တော့ရန်ဝန်တာပါတယ်ဟုတ်ဇက်လိုက်ကတော့ ဇက်တွေအကုန်လုံးနဲ့လိုက်တဲ့အတွက်ဇက်လိုက်လို့ခေါ်ကြရပါပဲလေဇက်လိုက်ကတော့ဇက်လိုက်ပါပဲဒီကားမှာလည်းအာဒါသူပိုင်တဲ့ character မျိုးပဲပြီးတော့ခါကျတော့သူ့ master piece ဖြစ်မယ်လို့ထင်တာကတော့အာဒီကားလေးကဇက်လေးအရန်လှတယ်နော်ဒီတော့ဒီဇာတ်မှာတော့စိတ်ထားကောင်းတဲ့အဲလူကောင်းလေးပေါ့နော် ာလီမာလေးတယောက်အနေနဲ့ပါဝင်ထောက်ပါရဲ့ကျော်ပါရဲ့မှာအမီဆောင်မှာပါဝင်ဝင်ရတဲ့အတွက်ဒီလို actor ကြီးနေအာဆလိုက်လို actor ကြီးနေပါဝင်ရိုက်ကူးခွင့်ရတဲ့အတွက်ပုံစကားတကားမျိုးဒီလိုမျိုးစားလို့စကားမျိုးပုံဖော်ခွင့်ရတဲ့အတွက်ကြီးဥတင်ပါရဲ့ဟုတ်ပြီတော့ဂုံလေးဂုံယူပါခင်ဗျာဒီကားလေးရပါတော့နော်ဟိုဘယ်လိုပြောမလဲအခြေခံလူတန်းစားတွေကိုကိုးစားပြုတဲ့ကားလေးလို့လည်းမြင်တယ်ပြီးတော့ခါကျတော့ဆလိုက်ရဲ့ masterpiece တစ်ခုဖြစ်လာလေးဖြစ်လာမယ့်ကားမျိုးလို့လည်းမြင်တယ် အာအကယ်ဒမီကားလို့လည်းမြင်တယ်ပေါ့နော်ဟုတ်ဒီကားလေးကဟိုကိုမြင့်မြတ်လည်းအရင်ကစူးစမ်းထားရအားထုတ်ထားရပြီးတော့အဲသူဒီကားလေးကိုရညှော်လဲထားရကားလေးကားလေးပါဟုတ်အဲ့တော့စကားလေးကကောင်းပါပါခင်ဗျဟုတ်အဲကျွန်တော်ကတော့ဒီဘက်ကောင်းပါတော့အာစင်းတော့အများကြီးမပါပါဘူးဒါပေမဲ့ပါတဲ့ခန်းလေးကနေတော့အကောင်းဆုံးလှုပ်ထားပါတယ်အာဒါပေမဲ့ဘလို့ဲစင်းနေနေများများအာ လုံဆောင်ချက်ရှိသည်ဖြစ်စေနည်းသည်ဖြစ်စေအဓိကဒီလို actor ကြီးတွေနဲ့တကယ်ဒီလိုအဲတမိုင်းဝင်မဲ့ကာမျိုးအဲ့လိုမျိုးအဲ့လိုကာမျိုးတွေကိုဖန်တီးရအတွက်ဝမ်းသာပါတယ်ခင်ဗျာဟုတ်ဟုတ်အဲဒီ CV ဝင်နဲ့နေကပြင်းမှန်းကြရဗျာအာသူများမလုတ်ချင်တဲ့အလုပ်သူများမလုတ်နိုင်တဲ့အလုပ်မျိုးသူတို့လုတ်ကြရတဲ့အတွက်ကျွန်တော်ကသူတို့ကိုအမြဲလီစားရဲသူတို့အရင်ပြင်းမှန်းတယ်ဆိုတာသိရဲဒီလိုကာမျိုးမှာကျွန်တော်တို့နှုတ်မြရှင်ညီကောင်မောင်နှမတွေအကုန်လုံးအကောင်းဆုံးကြိုးစားပြီးတော့ပုံဖော်ထားရဲ အဒီကားလေးကသူတို့ကိုးစားပြုတဲ့ကားလေးဖြစ်တဲ့အတွက်သူတို့အဒီကားလေးကြီးရဲ့ခါမှာအဝေါ်ပြမယ်လို့ကျွန်တော်ထင်ပါတယ်ဒီလိုကားမျိုးသူတို့လက်ထဲထည့်ပြရတဲ့အတွက်လည်းကျွန်တော်ဝမ်းသာပါတယ်ကိုပြည့်မြတ်ကွာလူတွေကဇက်လိုက်ကွာအခုမှဟာတကားကြီးအဲမှာရိုက်မှဘယ်လိုခေါ်မလဲလူငယ်ပေါ့နော်ကျွန်တော်ထင်ငယ်ကလေးဆိုရင်မြင်ဘူးကတကယ်တော့ကျွန်တော်စကြည့်တော့ကိုပြည့်မြတ်ကို drummer နဲ့စတီးရတာလေစတီးရဆိုတော့ကျွန်တော်တော့ကောင်မထူးသမ်းပါဘူးဒါပေမဲ့ဟိုဒီလို ဒီဒီနေရာမှာဇက်လိုက်လို့ရင်အရင်ကောင်းမှာဆိုတာတည်တယ်။အဲ့တော့အဲ့ဟိုဒါမဲ့ group ပုံပေါ်ခွင့်ရတဲ့အတွက်တော့ရန်ဝန်တာပါပဲဟုတ်။ဇက်လိုက်ကတော့ဇက်တွေအကုန်လုံးနဲ့လိုက်တဲ့အတွက်ဇက်လိုက်လို့ခေါ်ကြရပါပဲလေ။ဇက်လိုက်ကတော့ဇက်လိုက်ပါပဲ။ဒီကောင်မှလည်းအာဒါသူပိုင်တဲ့ character မျိုးပဲ။ပြီးတော့ခါကျတော့သူ့ masterpiece ဖြစ်မယ်လို့ထင်တာကတော့အာဒီကားလေးကဇက်လေးအရင်လှရတယ်နော်။အဲ့တော့ပါဟုတ်။ရုပ်ရှင်ကျွန်တော်တကယ်ကြောက်ရုပ်ရှင်ရရအခု လို့ခေါ်တယ်။နှစ်နှစ်တစ်နှစ်လောက်ပဲရှိသေးတယ်။ကာကြီးရုပ်ရှင်စကားကြီးစရရအဲကျွန်မအတွေ့အကြုံတွေအဲတင်ကြရအများကြီးရှိသေးတယ်အပိုင်းကျွန်တော်အဒီတေးဥဆောင်စလုပ်တာမှဟိုဟွာနေရှင်ဒီဒီနှစ်ဒီသမာမှာ၃နှစ်ပြည့်ပါဆိုတော့တော်တော်အရင်ညူပါတယ်အဲဒီကားလေးဒီကားလေးကိုအားပေးကြဖို့ဟိုဖိတ်ခေါ်ပါတယ်။ဟုတ်လာရောက်အားပေးကြရပြည့်တဲ့အားလုံးလည်းကျေးဇူးများကြီးတင်